ကုလသမဂ္ဂမှာအထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားခဲ့တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဟာစက်တင်ဘာလ25ရက်နေ့ညပိုင်းကအထူးလေရင်နဲ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပြန်လည်ရောက်ရှိလာပါတယ်။ညာရင်းညင်းမဲ့ဒေါက်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေစိုးရိမ်စရာမရှိကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ပါတယ်။ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ကျမ်းမာရေးစစ်ဆေးခဲ့ရမှာအမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းအစီအစဉ်တွေများပြားလွန်ပြီးနားချိန်နေပါတဲ့အတွက် ပင်မနှမ်းနေတာစားချိန်တောက်ချိန်မမှန်လို့အစာအိမ်ရောင်ရမ်းတာကွန်ပျူတာအကြည့်များလို့အရိုးကြီးပေါင်းတက်တာတွေတွေ့ရှိရတယ်လို့ဆိုပါရယ်။ကျန်းမာရေးအခြေအနေမှာအထူးစိုးရိမ်ဖွယ်ရာမရှိဘဲကောင်းမွန်လျက်ရှိပြီးအချိန်နှဲငယ်အနားယူဖို့လိုအပ်တယ်လို့လည်းနိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ထားပါရယ်။ မူလကတော့ဒေါက်ဆန်းစုကြည်အားစနေမာလာ28ရက်နေ့မှာမြမစီဝါရေးပညာရှင်တွေလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံမှုရှိပေမဲ့စီဝါရေးလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်မှုမိဖက်များတွေ့ဆုံပွဲအခမ်းအနားပြုလုပ်မဲ့နေ့ရက်ကိုရွှေ့ဆိုင်းထားပါတယ်16ရက်တာကြာမြင့်ခဲ့တဲ့နိုင်ငံတော်တိုင်ပင်ခံပို့ကိုရဲ့ခရီးစဉ်အတွင်းလှုပ်ဆောင်ချက်တွေကိုနိုင်ငံသားရေးဝန်ကြီးဌာနကစနေမာလာ25ရက်ညမှာပဲသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။